မကွေးတိုင်းစလင်းမြို့နယ်မှာစစ်ကြောင်းထုတ်ဖို့အတွက်အာနာသိစစ်တပ်ကအင်အားဖြည့်တင်းတာတွေလုပ်နေလို့စစ်ရှောင်ဖို့ပြင်ဆင်နေတယ်လို့ဒေသခံတွေကတနေရှင် voice ကိုပြောပါရယ်စလင်းမြို့နယ်နဲ့စေတုတ်တရားမြို့နယ်ခြားမှာရှိတဲ့ကံများကြီးရွာကိုမေလ30 31ရက်နေ့နှစ်ရက်အတွင်းအင်အား300ကျော်ဖြည့်တင်းထားတာပါအဓိကကတော့မကွေးရနေတိုက်ရိုက်လာတာမျိုးမဟုတ်ဘူးဆလင်းမှာရှိတဲ့တက်တွေမှာအင်အားနည်းနည်းစီဖြည့်တင်းပြီးတော့ အခုမှအလုံးရင်းနဲ့ထွက်လာတာလို့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက The Nation Voice ကိုပြောပါတယ်။မေလ30ရက်ကတင်ကား3စီးအပါဝင်အင်အား150ဝန်းကျင်ကဆလင်းမြို့ကနေကံများကြေးရွာစတင်ကျောင်းမှာအင်အားဖြည့်တင်ခဲ့တယ်လို့သိရပါတယ်။မေလ31ရက်မှာတော့တစည်းကိုအင်အား30ဝန်းကျင်ပါတဲ့ကား6စီးဟာဆလင်းမြို့နယ်ကနေကံများကြေးရွာဘက်ကိုထပ်ပြီးတော့ အင်အားတိုးလာတာတွေ့ရတယ်လို့ဒေသခံတွေကပြောပါတယ်။အာဏာသိမ်းစစ်တပ်ကအင်အားဖြည့်တင်းနေတာကြောင့်ဒေသခံတချို့စိုးရိမ်မှုတွေရှိနေပြီးစစ်ဘေးရှောင်ဖို့အတွက်ပြင်ဆင်နေကြတယ်လို့သိရပါတယ်။ပြီးခဲ့တဲ့မေလ23ရက်ကနေ24ရက်နေ့အထိအာဏာသိမ်းစစ်တပ်နဲ့ကာကွယ်ရေးအဖွဲ့တွေကြားဆက်လက်မြို့နယ်မှာတိုက်ပွဲတွေပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီးအာဏာသိမ်းစစ်တပ်ကဒေသခံ6ဦးကိုတပ်ဖြတ်ကာ ကျေးရွာနှစ်ရွာထက်မနည်းကိုမိရှို့ဖြစ်စေသွားတယ်လို့သိရပါတယ်ရှင်